ချူလေးမေမီကိုကိုနော်ဖော်ရိုကိုကြောက်တတ်တာမဲမင်းသမီးကိုချက်ပြောလာတယ်မိတန်းနုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်နောက်ဆုံးရဆက်လီတဲ့နေ့ကိုစူးစီးဖော်ပြတင်ဆက်ပေးနေတဲ့ Smarty Page လေးကနေပြန်လည်ကြိုဆိုလိုက်ရပါရရှင်အခုချိန်မှာဆိုရင်အနည်းပညာလောကမှာအရင်ကထိတ်ထဲကျမင်းသမီးတွေအနာယူထားတဲ့အချိန်မှာနောက်တဲ့မင်းသမီးတွေကပရိသတ်တရေရှင်တွေကိုနှိယာယူထားကြပါရယ်မိမိကိုကိုချူလီတို့အပြင် နော့ဘောအေတာတဲဆူညင်းတို့ကလည်းအပါဝင်ပါပဲ။ ရုပ်ရှင်စကားကြီးတွေဆိုရင်လေဒီမင်းသမီးတွေမပါတဲ့စကားတွေကမရှိတလောက်ကိုရှားပါနေပါတယ်အခုချိန်မှာတော့ဝိုင်းရတယောက်စာမင်းသမီးမိတန်းတို့ကဒီမင်းသမီးတွေအားလုံးကိုကြွတ်တက်ပြီးအနာဂတ်မှာထွန်းတအောင်မြင်လာမယ့်နာမည်လေးလုံးနဲ့မင်းသမီးတူကိုထုတ်ပြလာပါရယ်မိတန်းတို့ဆိုတာကဝိုင်းရမင်းသမီးတယောက်ဖြစ်တယ်လို့အခုနောက်ပိုင်းမှာဆိုရင်ရုပ်ရှင်အစီအယုံမှာအကယ်မီအကဲဖြတ်တိုင်းတယောက်အနေနဲ့တာဝန်ယူဆောင်ရွက်ပေးနေပါရယ် ဒါကြောင့်မို့သူအနေနဲ့နောက်ထပ်လာတဲ့ဂျူနီယာမင်းသမီးငယ်လေးတွေကိုကြည့်လိုက်တာနဲ့ရင်သူတို့ရဲ့အရေးသွေးတွေကိုအကဲဖြတ်လို့ရပြီးဘသူကထိတ်တန့်အစင်တိပေါရောက်အောင်မြင်လာမလဲဆိုတာကိုမေတ္တန်းတို့ကသိနေပါရဲ့ဟုတ်ပါရဲ့ဒီလိုမျိုးနောက်တဲ့မင်းသမီးငယ်တွေရဲ့မှာမှာမေတ္တန်းတို့ကပုံမမီတာကိုသဘောကျလို့နေရပဲဖြစ်ပြီးချစ်ချင်းမှုတွေလည်းပြုလုပ်သားခဲ့တာပါပုံမမီတာပထမဆုံးတရုတ်ဆောင်ခဲ့တဲ့ဘရောက်ကရဲ့ဂီတာရုပ်ရှင်စကားကြီးမာရီကသူ့ရဲ့အိုက်ဒီနဲ့မေတ္တန်တို့ကကြိတ်သဘောကျပြီးတော့ချီးကျူးနေခဲ့မိတာဖြစ်ပါရဲ့ တရုတ်ဆောင်အစ်တတယောက်အနေနဲ့အခုလိုမျိုးလုံနိုင်လောက်မယ်လို့မထင်ထားတဲ့အတွက်ပိုမမီတာဟာအမြင်လာလိမ့်မယ်လို့မိသားစုကယုံကြည်နေကြတာပါ။ဒါကြောင့်မို့လို့ပိုမမီတာကမင်းသမီးအငယ်လေးတွေရဲ့မှာဆိုရင်အမြင်မှုအလားလားအများဆုံးမင်းသမီးတယောက်ဆိုပြီးအင်တာဗျူးမှာခြေကျူးလာကြတာဖြစ်ပါရယ်။တစ်ဖက်မှာလည်းပိုမမီတာနဲ့မိသားစုတို့ဟာငယ်စဉ်ကတည်ကျတဲ့တွေဖြစ်ကြပါရယ်။မိသားစုရဲ့ဖခင်ဖြစ်သူနဲ့ပိုမမီတာတို့ရဲ့မိဘတွေဟာအမျိုးတော်ပြီးပိုမမီတာငယ်စဉ်တုန်းကအဝင်အထွက်တွေရှိခဲ့ကြတဲ့တွေပါ။ ကြပေမဲ့နောက်ပိုင်းမှာတော့အဆက်အသွယ်တွေပြတ်နေကြတာကြားခဲ့ပြီးပိုမမီတာမင်းသမီးစာလုပ်တဲ့အချိန်မှာသာမေတန်တွေကငယ်ပေါင်းနေမှတီးခဲ့ရတာပါပုံမမီတာကငငယ်ရဲကအနေအေးရတူလေးဖြစ်တဲ့အတွက်မင်းသမီးဖြစ်လာလိမ့်မယ်လို့မေတန်နုကလုံးဝမထင်ထားခဲ့ပါဘူး။ကြပေမဲ့လေသူမရဲ့မှန်ချက်ကမှားခဲ့ပြီးတော့ပုံမမီတာကမထင်မထားပဲမင်းသမီးဖြစ်လာခဲ့တဲ့အတွက်အံ့ဩနေခဲ့ရတယ်လို့တယောက်ဆောင်ကလည်းကောင်းနေရကြောင်းပုံမမီတာရဲ့အမေစီဖုန်းဆက်ပြီးတော့မှချီကျူးစကားပြောခဲ့သေးတယ်လို့ဆိုထားပါသေးတယ်။ အခုဆိုရင်ပုံမမီတာကမေတ္တနုနဲ့လက်တွဲပြီးတော့ရုပ်ရှင်စကားစီတကားကိုအတူတူရိုက်ကူးနေကြပြီဖြစ်ပါရယ်ပရိသတ်ကြီးတို့ရောမေတ္တနုရဲ့အဆိုကိုလက်ခံနိုင်လားဆိုတာပြောခဲ့ပါအောင်နော်ဘာပဲဖြစ်ဖြစ်ကိုရိုင်းကအနုပညာလုပ်တွေကိုငယ်စဉ်နဲ့ကအားထုတ်ကြိုးပမ်းခဲ့တယ်လို့အကယ်မီအကဲဖြတ်အဖွဲ့မှလည်းပါဝင်နေတဲ့မေတ္တနုလိုမင်းသမီးကြီးရဲ့ခံမှန်းချက်ကလွယ်မမှာတော့ဟုတ်မနေပါဘူးရှင်အဆုံးထိနာကျင်ပြီလို့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါရှင်နောက်ထပ်ပြီးတော့လေအနည်းပညာစေလီသတင်းကြောင်းရမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျမရဲ့ page လေးကို like and follow လေးလုပ်ထားပေးကြပါဦးနော်အဆုံးထိနားဆင်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်